အမေရိကန်အစိုးရလွှတ်တော်နယ်ကုလကိုမြမအရေးကိုပြူဟာမြောက်စီယုံအသိပေးနိုင်ရေးဆွေးနွေးပွဲအမေရိကန်ပြည်နယ်90ရောက်တက်ကြွလှူရှားသူတွေ စုပေါင်းပြုလုပ်ဖို့ရှိနေပါတယ်။ဒီသတင်းကိုသုတချန်သာဖေးပို့ထားပါတယ်ရှင်။မြမအရေးမှာတရုတ်အစိုးရကပေါ်ပေါ်ထင်းထင်းဝင်ရောက်ဆွတ်ဖက်လာတာတမရထရမ့်အစိုးရအာဏာရလာပြီးနောက်နိုင်ငံတကာမူဝါဒရေးရအပြောင်းလဲအများပြားဖြစ်လာတာတွေကြောင့်မြမအရေးဟာပိုကျက်တဲ့အခြေအနေနဲ့ကြုံလာရတာပါ။ ဒီအချိန်ချိန်မှာမြမရေကိုအမေရိကန်ဆိုရလွတ်တော်နဲ့ကုလသမဂ္ဂဆင်မြင့်မှာမမေ့ပြအောင်ပြူဟာမြောက်အသည့်ပေစည်းဥနာတွေဆက်လုပ်နိုင်မှုအမေရိကန်ပြည်နယ်90ကိုရောက်နေတဲ့မြန်မာຫນွယ်ဘွားတွေစုပေါင်းပြီးဒေသစံတော်ချင်းဂျွန်လ28ရက်နေ့မှာအွန်လိုင်းဆင်မနာဆွေးနွေးပွဲတစ်ရက်ပြုလုပ်သွားဖို့ရှိနေပါတယ်ကျွန်တော်တို့ရဲ့တန်တမန်ရေးရာတိုက်ပွဲကိုအရှိန်အဟုန်မြင့်နိုင်မှုအတွက်အင်အားစုတဲ့သဘောပါ အထူးသဖြင့်ဒီ American ပြည်တော်စုကိုဘလို့ချင်းကပ်မယ်ဆိုတာဖြစ်ပါတယ် United States မှာကမ္ဘာကူလသမဂ္ဂရှိနေတယ်ဆိုတော့မဟာဗျူဟာမြောက်ဘလို့စီးယုံမလဲဆိုတာတွေကိုကျွန်တော်တို့ဆွေးနွေးကြမှာဖြစ်အမေရိကန်အစိုးရအပါအဝင်တခြားနိုင်ငံတွေရဲ့ကူညီမှုတွေရရှိဖို့ကြိုးစားဖို့ဟာတစ်ချက်ဖြစ်တယ်။နောက်တစ်ခုက Washington DC based NGO တွေချားမှာ ပြန်အလှန် coordination ဖြစ်ဖို့အတွက်ကိုလည်းနံပါတ်1အနေနဲ့ရည်စူးပါတယ်နံပါတ်3အနေနဲ့ကတော့ advocacy လုပ်ငန်းစဉ်တွေမှာသူတပြင် congress ကိုချင့်ကပ်တဲ့နေရာမှာ test PR တွေသူတို့ရဲ့ constitute ရဲ့နေရာနေပစင်ချင့်ကပ်မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့် state 50စလုံးမှာရှိတဲ့ဤသူတွေကိုအကုန်လုံးကိုကျွန်တော်တို့ကဖိတ်ကြားပြီးတော့ပါဝင်စေခြင်းနဲ့နံပါတ်4ချက်ကတော့ကျွန်တော်တို့ဘက်မှာတော့နည်းနည်း media အားနည်းတယ်ဗရမစ်ပိုင်းကတော့အားကောင်းပေမဲ့တခြား language တွေအပီပီစ ဆိုင်ရာမီဒီယာတွေမှာလည်းခုဖောက်မယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးရှိပါတယ်2021ဆရာနာဒေမီဂရယ်ကအမေရိကန်လွှတ်တော်ကိုမြန်မာရေးအသည့်ပေးစည်းုံနိုင်မှုသက်ဆိုင်ရာပြည်နယ်မဲဆန္ဒနယ်အသည့်တီးကမြန်မာနယ်ပေါ်တွေကသူတို့ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုနီလန်းစုံနဲ့အသည့်ပေးခဲ့တာပါဒီသားလွှတ်တော်ကိုယ်စားလှယ်တွေကတဆင့်စင်စက်မပြတ်အသည့်ပေးခြင်းအားဖြင့် Congress လွှတ်တော်မှာမြန်မာရေးဆွေးနွေးမှုတွေရှိနေဖို့လိုအပ်တဲ့အကူအညီတွေမူဝါဒရေးရာရက်ခံချက်တွေရရှိဖို့ကြိုးစားခဲ့ကြတာဖြစ်ပါတယ်စိတ်ဓာတ် ေးရာထောက်ခံမှုရတယ်နိုင်ငံရေးရာထောက်ခံမှုရတယ်ဆိုရင်တော့မှကျွန်တော်တို့အတွက်အပြတ်ပဲဗျဥပမာဆိုလို့ရှိရင်စက္ကစကိုဘယ်သူမှအတိမမဖြစ်ဘူးဆက်ပြီးတော့အတိမမပြုတ်ဝဲနဲ့နေအောင်လို့ကျွန်တော်တို့လုပ်ဖို့အားနိုင်ငံသားမှာ advocacy လုပ်ဖို့လိုတယ်ဗျာဥကျော်မိုးထွန်းသူကုလသမဂ္ဂမှာနေရာဆက်ရတယ်ကျွန်တော်တို့အတွက် legitimacy ရှိတာပဲလေဒီလို international parliamentary union ဒီ IPU ရောဘာလို့อ่ะ ် CRPH ရောတို့အတိမတ်ပြူပြီးတော့တို့မီတင်တွေဖိတ်နေတာလေအဲ့ဒါမျိုးလည်းဆက်သွားဖို့ကကျွန်တော်တို့ကတွန်းရပါပဲကျွန်တော်တို့ကဒီမှာစိတ်ဓာတ်ကြပြီးတော့ဘာမှဆက်မလုပ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ကနင့်တာဖို့ပဲရှိတယ်ဗျပမာပြီးအရေးတို့နားထဲမှာဝင်ပြီးတော့မြုပ်မသွားအောင်ကျွန်တော်တို့ကဆက်လုပ်ရမယ်ဆိုပြီးတော့ကျွန်တော်တို့ဒီမှာလုပ်တာပဲဗျာ NUG တို့ကလို့လဲတို့ပို့ပြီးတော့အားတက်သေးရောလုပ်ကြတယ်ဗျာဒီကလူတွေကိုစီယုံပြီးတော့မနေ့ကအတိုင်းဆက်လုပ်မယ်ဘာညာဘယ်သူမှအားမလျှော့ဘူးဗျာဆက်လုပ် ကျွန်တော်ကလုံးတင်လာတော့ကဘာတိအောင်ဆက်လုံးရမယ်လို့ကျွန်တော်တို့ယူဆတယ်။အများစုကလည်းလုံနေတယ်ဆိုတော့တိုက်ပြည်တွေကလူတွေတော့တိတ်ပြီးတော့စိတ်ဓာတ်မကျစီချင် အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေကလည်းအမေရိကန်အစိုးရနိုင်ငံရေးဝန်ကြီးဌာနနဲ့လွှတ်တော်ကိုချဉ်းကပ်နိုင်မှုပိုအားထုတ်နေပြီးတမရဘိုင်နန်ဆိုရလက်ထက်ကအတည်ပြုထားတဲ့ဘာမာအက်စ်ကိုမြန်မြန်အကောင့်ထည့်ဖော်နိုင်မှုတိုက်တွန်းနေကြတာပါ။ထရမ့်အစိုးရမှနိုင်ငံရေးဝန်ကြီးဖြစ်လာတဲ့မာကိုရူဘီယိုဟာမြန်မာနဲ့အရှိတောင်အရှာရေးကိုအကျွမ်းကျွင်ရှိသူဖြစ်ပြီးဘိုင်ဒန်ဆိုရလက်ထက်ကလေးကမြန်မာပြည်သူတွေဘက်ကရက်ခံမှုရှိခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့သမရထရမ့်ရဲ့တည်ရင်းရေးကိုဦးစားပေးတဲ့မူဝါဒကြောင့်လက်ရှိအမေရိကန်ဆိုရရဲ့ဆောင်ရွက်ချက်တွေဟာနိုင်ငံတကာရေးကိစ္စတွေမှာလဲပတ်မှုနှောင့်နှေးနေပါတယ်။ကျွန်တော်တူတချမ်းသာပါ။